လူမှုရေးသင်ခန်းစာတွေကိုထိရောက်မှုရှိအောင်ဘယ်လိုသင်လဲလေ့လာကြည့်အောင်အဲ့တော့ချက်ကအခုပထမဆိုင်ရာသင်ခန်းစာတွေသင်တဲ့အခါမှာအရေးကြီးတဲ့အချက်၃ချက်ကိုမျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့သင်ခန်းစာမသင်ခင်မှာအရင်ဆုံးသင်ခန်းစာရဲ့ဥတီချက်ကိုသိရမယ်ကလေးတွေကဒီသင်ခန်းစာသင်ပြီးသွားပြီဆိုရင် blue skill တွေရသွားမှာလေဥပမာရခိုင်ကမြောင်ဒေသအကြောင်းကိုသင်မယ်ဆိုရင်ကလေးတွေရခိုင်ကမြောင်ဒေသရဲ့တည်နေရအောင်သိမှာလားတည်နေရအောင်သိသွားမှာဆိုရင်လည်းမြေပုံပေါ်မှာထောက်ပြတတ်ရမယ်သို့မဟုတ်ရခိုင်ကမြောင်ဒေသရဲ့မြေမျက်နှာသွင်းပြင်ကိုနားလည်သွားမှာလားမြေမျက်နှာသွင်းပြင်ကိုနားလည်သွားမှာဆိုရင်လည်းမြေပုံပေါ်မှာဘယ်နာ င်ဝိုင်းရှိတယ်ဗျနားကပင်လည်းရှိတယ်ဒါမျိုးနားလည်ရမယ်ပေါ့နော် okay ဒါဆိုရင်တစ်ချက်ပြောသွားတဲ့အချက်၃ချက်ကိုပြန်သွားမယ်ပထမဆုံးအချက်ပထဝီဝင်သင်္ကန်းစာဖြစ်တဲ့အတွက်ကလေးတွေကမြေပုံကိုကောင်းကောင်းကြည့်ကြရမယ်ပြီးရင်မြေပုံရဲ့ဆိုလိုရင်းကိုနားလည်ရမယ်ဥပမာမြေပုံကိုကြည့်ပြီးတော့ကလေးတွေကတီနေရတီနေရရင်မြေမျက်နှာသွင်းပြ okay မြေမျက်နှာသွင်းပြကိုနားလည်သွားပြီဆိုရာသီဥတုနဲ့တစ်ခါချိတ်ဆက်တယ်ရမယ်နံပါတ်1နံပါတ်1ကအရေးကြီးပါတယ်ပထဝီဆိုင်ရာဝေါ်ဟာရတဲ့ term တွေကိုရှင်းပြရပါမယ်အချက်တင်တဲ့ကလေးတွေဆိုရင်တချို့ကလေးတွေဆိုတိုင်းတိုင်းကလေးတွေပေါ့နော် လွင်ပြင်ဆိုတဲ့စကလုံးတော့သူတို့နားမလဲတာမျိုးဖြစ်တတ်တယ်။အဓိကဝေါ်ဟာရတွေကိုနားမလဲဘူးဆိုရင်သင်္ကန်းစာအကြောင်းအရာကိုနားလဲဖို့ကအဆက်ဆက်ဝေးသွားမယ်။ဒါကြောင့်ပထဝီဆိုင်ရာဝေါ်ဟာရတွေကိုရှင်းပြရမယ်။နောက်ဆုံးနံပါတ်3ချက်ချက်တို့ကသင်္ကန်းစာကိုသင်တဲ့အခါမှာအကြောင်းအရာကများတယ်။အဲ့တော့ဒီအကြောင်းအရာတွေအားလုံးကိုကလေးကလေးတွေကမှတ်မှတ်မိနိုင်ဘူး။ဒါကြောင့်ဒီသင်္ကန်းစာရဲ့အဓိကအချက်အလက်တွေကိုကလေးတွေကစူးစီးတင်ပြတတ်ရမယ်။ Okay ဒါဆိုတစ်ချက်ကအပိုင်း1မှာရခိုင်ကဲမြောင်ဒေသကိုချက်ဘလို့တင်လဲဆို ာလေးကိုသင်ပြတော့မှာဖြစ်ပါတယ်